ဒီကနေ့မှာတော့ကျမကဂျူလာ၁ရက်နေ့ကနေပြီးတော့ဂျူလာ9ရက်နေ့အတွင်းမှာပေါ့နော်ဂျူအနေထားပေါ်မှာမူတည်ပြီးတော့ညလိုက်ဆောင်ရံဆောင်ရံလေးကိုပြပြသွားမှာပါဟုတ်ကဲ့ပါအဲ့တော့ ကျမတို့ဂျူလာ၁ရက်နေ့ကနေပြီးတော့ဂျူလာ9ရက်နေ့အတွင်းမှာ ပေါ့နော်ဂျိုနီထားပေါ်မှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရရှောင်ရနေကိုမပြောခင်မှာနော်ဒီကာလအတွင်းမှာကောင်းခင်ပေါ်မှာရှိနေတဲ့ဂျူရီရဲ့အနေအထားကိုလိုက်ပြီးတော့နော်ဘယ်လိုရှင်းနိုင်ကြလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ်နော်အဲဗုဒ္ဓဖူးဂျူပေါ့နော်ဗုဒ္ဓဖူးဂျူကတော့ဂျူလာ6ရက်နေ့မှာဗုဒ္ဓဖူးဂျူကပြောင်းပါမယ်နော်ဗုဒ္ဓဘူးကျူကနော်ကျမတို့ဂျူလာ နော်ဂျူလ6ရက်နေ့တောက်ကြနေ့မနက်10:28မိနစ်အလိုမှာနော်မေထုံရာသီကိုပြောင်းပါလိမ့်မယ်နော်အဲဗုဒ္ဓဟူးဂျူကမေပထမပိတ်တာရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းမယ်ပေါ့နော်ပြီးတော့အင်္ဂါဂျူအင်္ဂါဂျူကလည်းနော်9ရက်6လစနေနေ့မနက်3:17မိနစ်နဲ့23စက္ကန့်မှာတင်ညာသီကိုပြောင်းပါလိမ့်မယ်နော်အဲ့တော့ အင်္ဂါဂျူကတော့လက်ရှိဘဲမှာရှိနေတယ်လဲဆိုရင်ကရကတ်မှာရှိနေတယ်ကရကတ်ကနေပြီးတော့တင်ညာဒီကိုပြောင်းမယ်ပေါ့နော်ဗုဒ္ဓဖူးဂျူကတော့လက်ရှိရှိနေတာကဘယ်မှာရှိနေလဲဆိုပိဋကယာတိမှာရှိနေတယ်ပိဋကယာတိကနေပြီးတော့မေထုံယာတိကိုပြောင်းပါမယ်နော်အဲ့တော့ဂျူပြောင်းလဲတွေရှိနေတယ်လို့လက်ရှိဂျူတွေရှိနေတဲ့အနေထားရနော်ကျမတို့ဘာဒီဂျုံမနိုင်တယ်လဲလို့ပြောရင်လက်ရှိအနေထားမှာတော့နော်ဒါပြီးခဲ့တဲ့အပတ်ကပြောခဲ့သလိုပဲနော်တဘာဝ တဘာဝကြမ်းတမ်းတဲ့တဘာဝကိုကျမတို့ကြုံရနိုင်တယ်เนาะမိုးများတာရေကြီးတာမုန်တာเนาะမေလเนาะပထမဘက်10ရက်ဒီဘက်ပိုင်းပေါ့เนาะမေလ10ရက်ဒီဘက်ပိုင်းမှာကျမတို့မုန်တိုင်းကြုံရနိုင်တယ်เนาะမုန်တိုင်းက ဘယ်လိုပြောရမလဲအကြီးစားမုံတိုင်းတော့မဟုတ်ပါဘူးအသေးစားမုံတိုင်းလည်းမဟုတ်ဘူးအလက်စားမုံတိုင်းကျုံရနိုင်ပါတယ်နော်မြန်မာနိုင်ငံတနိုင်ငံနဲ့ကျုံရတာမျိုးမဟုတ်ပါဘူးအမေရိကမှာဖလော်ရီဒါမှာမုံတိုင်းကျုံရနိုင်ပါတယ်ပြီးတော့ကျမတို့နော်အဲမက္ကဆီကိုပေါ့နော်ကျမတို့မက္ကဆီကိုနိုင်ငံမှာလည်းမုန်တိုင်းကြုံရနိုင်တယ်၊ကျူးပါနဲ့နော်၊အာရီဗီယာပင်လယ်မှာလည်းဒါကြုံရနိုင်တယ်ပေါ့နော်။အဲ့တော့ကျမတို့မြန်မာနိုင်ငံမှာတော့ပင်လယ်နဲ့နီးတဲ့မြေချောင်းအင်းအိုင်တွေနဲ့နီးတဲ့ဒေသတွေမှာ မုံတိုင်းကြောင့်မိုးရွာတာတွေရေရှမ်းတာတွေမြေပြိုတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့မုံတိုင်းကြုံရတဲ့ရေများတဲ့ဒေသတွေအတွက်ကမလုပ်လို့ရတယ်လဲဆိုရင်ကျွန်မရေတရားတစ်ခုပေးပါမယ်အဲ့ဒါဘာလဲဆိုတော့เนาะအဲရွက်လเนาะရွက်လ၄ညွတ်ရွက်လ၄ညွတ်နဲ့ရေမွေးနှင်းစီ၃ဖွင့် နော်ဖះမှာတင်ပြီးပါဘယ်နေ့ကနေစတင်ရမလဲဆိုရင်ဇွန်လ၁ရက်နေ့ကနေပြီးတော့ဇွန်လ9ရက်နေ့အတွင်းမှာနော်ဘယ်နေ့ပဲဖြစ်ဖြစ်၁ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတဘာဝဘီနော်တဘာဝဘီနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုပြောမလဲထိခိုက်ပျက်စီးမှု နော်နေစီခြင်းနဲ့နော်ဘေးဒဏ်ကင်းစီခြင်းနဲ့ဆိုရင် ရွက်လာကျမတို့လေးညွန့်နဲ့ရေမွေးနှင်းစီသုံးဝင်ကိုအိမ်ကဖះမှာလှူထားပေးပါเนาะတပတ်တာအတွက်တရက်လှူရင်ရပါပြီเนาะဒါကတော့ဒီသဘာဝဘေးတွေနဲ့ပတ်သက်ပြီးတော့เนาะကျမတို့ပြုနိုင်တဲ့ရည်ရည်ရပါเนาะဒါအပြင် ဂုံတော်ကွန်ချာเนาะဒီနှစ်ကတော့ဘာပဲပြောပြောဂုံတော်ကွန်ချာတော့ရွတ်ဖြစ်အောင်ရွတ်ဖို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်ဂုံတော်ကွန်ချာကိုတနေ့ကို6ခေါက်တီတီရွတ်ပေးပါတိရသိမ့်မီเนาะတိရသိမ့်မီဂါထာကိုလည်းအိမ်မှာရှိတဲ့သားတွေသမီးတွေဆိုရင်လည်းကို့အတွက်ကိုရွတ်မယ်ပြီးရင်သားတွေသမီးတွေအတွက်ကိုเนาะနာမည်ထည့်ပြီးတော့ရွတ်မယ်ပေါ့เนาะအဲတိရသိမ့်ဥမာဆိုပါဆိုကျမဆိုရင် မေဒေါအောင်ဆန်းစုကြည်အတွက်ကျွန်မရွတ်ပေးတယ်နော်။တိရသိန်းဒေါအောင်ဆန်းစုကြည်ဗုဒ္ဓသေတော်ဒါရီဗုဒ္ဓောစာဒက္ခိနေအဲ့မှာမေဆိုတဲ့နေရာမှာကိုယ့်ဟာကိုရွတ်မယ်ဆိုတော့မေဆိုတဲ့နေရာမှာကိုယ့်ဟာကိုဟာကိုမေတိရသိမ့်မေဆိုပြီးတော့ရွတ်လို့ရတယ်เนาะကိုတယောက်ယောက်ကိုကိုကစီးချကာတာလို့ခေါ်တယ်เนาะအဲ့ဒါရွတ်ပေးမယ်ဆိုရင်တော့မေဆိုတဲ့နေရာမှာကိုရွတ်ပေးမယ်လူရဲ့နာမည်ကိုထည့်ပြီးတော့ရွတ်ပေးလို့ရပါတယ်เนาะအဲ့လိုနီးလန်းနဲ့လေကိုရဲ့မိသားစုဝင်တွေကိုကိုကစီးချပေးလို့ရတယ်เนาะ အခုကျမတို့နော်ဂျုံလာတရက်နေ့ကနေပြီးတော့ဂျုံလာခုနှစ်ရက်နေ့အတွင်းမှာနေ့လိုက်ဆောင်ရံရှောင်းရံတွေကိုကျမပြပြသွားပါမယ်ဒါပြီးရင်တော့ဒီကာလအတွင်းမှာအာယုသခတ်ဂျုံနဲ့အသက်ပိုင်းခြားတွေကိုကျမပြပြမှာဖြစ်ပါတယ်ဂျုံလာတရက်နေ့တနင်္ဂနွေနေ့နော်ဂျုံလာတရက်နေ့တနင်္ဂနွေနေ့ကတော့နေ့ကအခါအကောင်းအဆိုးနှစ်မျိုးစလုံးဂျုံနိုင်တဲ့နေ့ဖြစ်ပါတယ်ကျက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတတ်တဲ့တိတိဝိဇ္ဇာယုတ်နဲ့เนาะ ထိခိုက်ပျက်စီးမှုတွေကိုဖြစ်ပေါ်စေတဲ့ဝစီရရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ဂျုံလာတေးရဲ့နေ့တနင်္ဂနွေနေ့ရနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ရက်နေနဲ့ဆိုရင်ရက်ကျန်းနေလို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်2:90ကနေမနက်4:90အတွင်း အမောင်ကာလဖြစ်သလိုညနေ3:00နာရီ14မိနစ်ကနေည6:00နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်အဲ့တော့အမောင်ကာလတွေမှာကိုလုံးမဲ့နော်မင်္ဂလာအခါယူပြီးလောရမဲ့ကိစ္စတွေအောင်မြင်စီလိုတဲ့ကိစ္စတွေဆိုရင်တော့အမောင်ကာလတွေကိုရှောင်ပြီးတော့လုပ်ဖာလို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်တံပွင့်လက်ပွင့်စီတဲ့အရာကတော့အပြာနှုတ်ရောင်ဖြစ်ပါတယ်မိုးပြာရောင်ဖြစ်ပါတယ်အယက်နနာအနေနဲ့ဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ် ရပွားမယ်ဂါထာအနေနဲ့ကတော့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။ဆုံးကတ်မယ်ဆိုလို့ရှိရင်တော့เนาะကျမတို့တနင်္ဂနွေနေ့ဖြစ်တဲ့ဆုံးကတ်မယ်ဆိုလို့ရှိရင်အမြင့်အညွန့်ကိုလည်းကျမတို့ကတက်လို့ရတယ်။တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကျမတို့ကဒန်းကြီးညွန့်ကိုလူလို့ရတယ်เนาะ။ဟုတ်ဘူးဒန်းကြီးညွန့်တော့ sorry ဒါအညွန့်အနေနဲ့ပေါ့เนาะ။ဆုံးအနေနဲ့ဘာကတ်ရမလဲဆိုရင်တော့နဝင်းဆုံးကတ်ပါလို့ကျမကလိုက်တွန်းပါတယ်เนาะ။နဝင်းဆုံးကတော့တင်းလျော်တဲ့အခါရအကောင်းမွန်တဲ့ဆုံးဖြစ်ပါတယ်เนาะ။ ဂျုံလနှစ်ရက်နေရတော့ကျမတို့သုံးမြရုပ်နဲ့ဓွာချရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะသုံးမြရုပ်ကကြတော့ချမ်းသာကြီးပွားခြင်းကိုဖြစ်စေတဲ့ရုပ်သုံးမြရုပ်ကเนาะဓွာချရုပ်ကကြတော့ဥစ္စာပစ္စည်းတွေကုန်ဆုံးစေတဲ့ရုပ်ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့အကောင်အဆိုးနှစ်မျိုးစလုံးရောနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနေ့9နာရီခွဲရနေပြီးတော့မနေ့9နာရီအတွင်းနဲ့ နေ့2နာရီရနေပြီးတော့ညနေ9နာရီ41မိနစ်အတွင်းအချိန်ကာလကမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်လက်ပွင့်ကန်ကောင်းစေတဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်အရက်ညနာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရပွားမယ်ဂါထာနေနဲ့ဆိုလို့ရှိရင်တော့ဂုံတော်၉ပါးကိုပတိတပတ်ပူဇော်ပေးပါကတ်လှူရမယ်ဆိုလို့ရှိရင်တော့ဩစာသီ လူပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်ဂျုံလ3ရက်နေ့အင်္ဂါနေ့ပါဂျုံလ3ရက်နေ့ကတော့ရက်ကျန်းပါတယ်မြစ်စုယုံနဲ့တေးစီတက်တဲ့ထိကပ်ဆုံးရှုံးမှုတွေကို ဖြစ်စေတတ်တဲ့မြစ်စုယုံနဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နေ့အင်မတန်ကျန်းပါတယ် အမောင်ကလာကတော့မနက်3ည3ည나ရီရနေပြီးတော့မနက်9ည나ရီအတွင်းနဲ့ညတနာရီ12မိနစ်တကနေပြီးတော့ညနေ4ည나ရီနဲ့48မိနစ်အတွင်းကရှောင်းရံအမောင်ကလာဖြစ်ပါတယ်ဒီလိုနေ့မှာတော့ကျမကကုသိုလ်ကောင်းမှုကလွဲပြီးတော့အခြားเนาะတခြားဟိုအောင်မြင်စေလိုတဲ့ကိစ္စတွေအဆင်ပြေလိုတဲ့ကိစ္စတွေကိုတော့ဒါရှောင်သင့်တယ်လို့ကျမအနေနဲ့မြစ်တာနဲ့တိုက်တွန်းပါစေလက်ဖွင့်ကံကောင်းစေတဲ့အရာကတော့အဖြူရောင်ပါပဲ အရန်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်ရပွားရမယ်ခါတာကတော့တံပုတ်ဒီခါတာဖြစ်ပါတယ်တံပုတ်ဒီခါတာကို36ခေါက်သို့မဟုတ်ပတိတပတ်စိတ်ပြီးတော့ပူဇော်ပေးပါအခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကတ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်ဂျူလာ၄ရက်နေ့ဂျူလာ၄ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုစောက်လုံနိုင်တဲ့သူတိယယုတ်နဲ့ ကြီးပွားတိုးတက်စေတဲ့ဝေနုဘာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့ဟာနေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းမှာတော့ အမောင်ကာလာကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေမင်္ဂလာအခါယူပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စတွေဆိုလို့ရှိရင်တော့လှုပ်ဆောင်တင်ပါတယ်အမောင်ကာလာကတော့နေ့12နာရီရနေပြီးတော့နေ့10နာရီနဲ့30မိနစ်အတွင်းအချိန်အခါမကောင်းပါဘူးအဲ့တော့ဒီကာလာဒီရက်ကရက်အနေနဲ့ဆိုရင်တော့ရက်ကောင်းတစ်နေ့ထဲမှာပါဝင်ပါတယ်အခါရအမောင်ကာလာကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေငွေကြေးဆိုင်ရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်ကံပွင့်စေတဲ့အကြောင်းကတော့ နသာရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်။ရွပွားမယ်ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်။ဂုံတော်ကွန်ချာရွပွားတယ်ဆိုလို့ရှိရင်တော့နော်ဘေးရန်လဲကင်းပါမယ်။စီးပွားလက်လာပါလေ။ပေါများစီပါတယ်နော်။လှူဒန်းရမယ်အနေနဲ့ဆိုလို့ရှိရင်တော့ကျမကလှူဒန်းရမယ်အခါရလှူဒန်းရမယ်စိုးအနေနဲ့ဆိုရင်တော့စံပြုတ်လှူပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်။ 9ရက်နေ့ဇူလ9ရက်နေ့ကတော့အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။မာတင်ကယုတ်နဲ့မာတင်ကယုတ်ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုတ်နဲ့ပင်မန်းစင်းရဲစေတဲ့ထိခိုက်ပျက်စီးစေတဲ့ရက်ခါတယုတ်ရတဲ့နေ့ဖြစ်ပါတယ်။ နေ့မကောင်းပါဘူးနေ့ channel ထဲမှာပါဝင်ပါတယ်မနက်9:25မိနစ်ကနေပြီးတော့ည7:00နာရီအတွင်းအမောင်ကာလဖြစ်ပါတယ်တနေ့တာလုံးအမောင်ကာလဖြစ်တဲ့အတွက်ဂယုဒီဇိုင်းနေထိုင်ရမယ့်နေ့ထဲမှာ ပါဝင်ပါတယ်လက်ဝင်ကန်ကောင်းစေတဲ့အရောင်ကတော့အညိုရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရုပ်ပွားမယ့်ဂါရာကတော့တန်ပုတ်တီဂါရာနဲ့ တတနာကုံ၃ပါးကိုပဋိတပတ်စိတ်ပြီးပါဗုဒ္ဓံတဏ္ဍကိသာမိဓမ္မံတဏ္ဍကိသာမိတန်ခံတဏ္ဍကိသာမိဒါကိုပဋိတပတ်စိတ်ပြီးပါစွန်းအင်းနဲ့လှူဒန်းမယ်ဆိုလို့ရှိရင်တော့ရေသန့်လှူဒန်းပြီးပါဂျူလ6ရက်နေ့တောက်ကြနေရတော့ချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတာယုံနဲ့ပစ္စည်းဥစ္စာတွေကုံဆုံးစေတတ်တဲ့မူတလာယုံရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်3:00နာရီကနေပြီးတော့နေ့တနာရီ16မိနစ်အတွင်းအမောင်ကာလဖြစ်ပါပြောမယ်ဆိုရင်တော့နေ့မနေ့စောစောကနေပြီးတော့နေ့လည်း7နာရီ sorry နေ့လည်း7နာရီနဲ့16မိနစ်အတွင်းကတော့တကယ်ကိုရှောင်ရမယ့်အမောင်ကာလဖြစ်ပါတယ်အဲ့တော့ကိုလှုပ်ဆောင်ရမယ့်ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့ဒါညနေပိုင်းလှုပ် သင့်နေပေါ့နော်အဲ့လိုပြောလို့ရပါတယ်နော်ကျမအနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဒီလိုနေမှာတော့ကျမကအောင်မြင်စေလိုတဲ့ကိစ္စတွေကိုကျမကလှုပ်ဖို့ဟာအတွက်ကျမအကြံမပြုပါဘူးနော်ဒီလိုနေမှာတော့ရှာသင့်ပါတယ်ကံပွင့်စေတဲ့အရာကတော့တနခိုင်းအောင် ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ရွပွားရမယ်ဂါရာကတော့တံပုတ်ဒီဂါရာပဲဖြစ်ပါတယ် လှူဒန်းရမယ်အခါရဆုံးဆိုလို့ရှိရင်တော့နှုတ်ထမင်းလှူဒန်းလို့ရပါတယ်နှုတ်ဆံပြုံလှူဒန်းလို့ရပါတယ်ဂျူလ9ရက်နေ့စနေနေ့ကတော့ဆင်းရဲဒုက္ခတွေကိုတွေ့ကြုံစေရတဲ့ကာနာယုံနဲ့အလုံးစုံ PC အောင်မြင်စေရတဲ့တိတ်တိယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အကောင်အဆိုးဒွန်တွဲနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလာကတော့မနက်3:00 3:00နာရီကနေပြီးတော့မနက် 3ည3ည9ည48မိနစ်နော်အဲပြောမယ်ဆိုရင်တော့မနက်အစောကြီး48မိနစ်ကရှောင်းရံအမောင်ကာလဖြစ်တယ်လို့မနက်9နာရီကနေပြီးတော့မနက်10နာရီ30မိနစ်အတွင်းအချိန်ကလည်းအမောင်ကာလဖြစ်ပါတယ်အဲ့တော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအမောင်ကာလကိုရှောင်းပြီးတော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရောင်ကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာနေနေကတော့အရှိတောင်ရက်ဖြစ်ပါတယ်ရွပွားရမယ့် ဂါတာကတော့ပုပ္ပနာသုံးတဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။စိုးနေနဲ့ကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုကတ်လူနိုင်ပါတယ်။ဒါကတော့ကျမတို့တရက်နေ့ရနေပြီးတော့ခုနှစ်ရက်နေ့အတွင်းကျမတို့ညအလိုက်ဆောင်ရံရှောင်းရံတွေကိုပြောပြသွားတာဖြစ်ပါလေ